အားလုံးပဲမင်္ဂလာပါမယ်နေယူ channel ကနေအားလုံးကြိုဆိုပါရစေဆိုတော့ Manchester United အသင်းနဲ့ပတ်သက်ပြီးတော့ဒီကနေ့မှာကျွန်တော်နောက်ဆုံးရသတင်းလေးတစ်ပုဒ်ရှိပါတယ်ဒါကတော့ Benjamin Sessegnon ရဲ့တရားအခြေအနေနဲ့ပတ်သက်ပြီးတော့အကြောင်းရင်းကျွန်တော်တို့ဒီ Premier League မှာကျင်းလင်ခဲ့တဲ့တိုက်စီမှုကြီးပေါ့ဗျာကယ်နဝင်တိုက်စီမှုတစ်ယောက်ဖြစ်တဲ့ Alan Chia ကလည်း Benjamin Sessegnon နဲ့ပတ်သက်ပြီးတော့ pocket တခုမှာကျွန်တော်ပြောတော်မှုနေရှိပါတယ်ဆိုတော့အဲအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဒီကနေ့မှာကျွန်တော်ဆွေးနွေးတော်ရအောင်ပေါ့ဗျာ Alan Chia က Benjamin Sessegnon နဲ့ပတ်သက်ပြီးတော့ ဘလို့တွေကျွန်တော်ဝေပြန်ထောက်ပြမှုရှိခဲ့သည်လေဆိုတာကျွန်တော်ဆွေးနွေးတော့ပါမယ်အားလုံးပဲမင်္ဂလာပါစာသမားတွေအားလုံးပဲမင်္ဂလာပါပထမအောင်စုပေါ့ဗျာဘက်ဂျမွန်ဆွစကိုရဲ့တန်ရအချင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောကြည့်ရလို့ချင်းဒီကစားသမားဖြစ်သူကပြီးခဲ့တဲ့စပါနဲ့ပွေးစီမှာထိခိုက်မှုကြာခဲ့တယ်ဒါကြောင့်ကစားသမားဖြစ်သူကနှစ်ပတ်အထိနာရဖို့ရှိနေတော့ဗျာဆိုတော့ဒီလိုအချင်းတွေတခုကကိုယ်တွေပြည့်တည့်တဲ့အတွက်ရောအတင်းအတွက်ရော အဆိုတွေကအကောင့်လို့ကျွန်တော်ပြောလို့ရတယ်။ဒီနိုင်ငံတကာပွေးစည်ရင်တိုးတက်မှာဆိုရင်အသင်းတိုင်းကအကုန်လုံးနားကြားတာဖြစ်တယ်။တချို့ကစားသမားတွေရာဆိုရင်သူတို့နိုင်ငံအသင်းတွေနဲ့အတူတူပူးပေါင်းမှုတွေရှိတာပေါ့ဗျာ။ဒီနေရာမှာကျွန်တော်ရဲ့တိုက်စစ်မှုတယောက်ဖြစ်တဲ့ဗဂျမိုဆစ်စကိုကလည်းစပါနယ်ပွေးစည်မှာရရှိခဲ့တဲ့ဒဏ်ရာတစ်ခုကြောင့်ဒုတိယပေါ့ဗျာ။နှစ်ပတ်အထိနားရဖို့ရှိတယ်ဆိုပြီးတော့တင်းမှာကျွန်တော်ဖော်ပြလာပါတယ်။အဲ့တော့ကိုအသင်းမှာပေါ့ဗျာအဲ့ဒီတိုက်စစ်နေရာကကစားသမားတော်တော်များများမရှိပါဘူး။ အခုမဲ့ဒီရဲ့ကိုညာတို့အထောင်နေရာမှာကျွန်တော်အသုံးပြုတယ်တကိတိုက်စီမှုစစ်စေကဆိုရင်ဘေကျမစစ်စကိုရဲ့ပီလိုချင်ဂျူဆာစစ်စကိရှိတယ်ရက်ရှမဲဝိုင်လန်တို့ကိုလည်းကျွန်တော်အငားရှာတာဒီမန်ချက်စတာအနေနဲ့တင်ကဒီယာဒီမှာအထောင်နေရာအတွက်ဘေကျမစစ်စကိုကို အသေးအသေးကျွန်တော်ခေါ်ယူခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လို့ဘေကျမစစ်စကိုကလက်ချီအချိန်မှာပိတ်သက်တယ်ရောပီလိုချင်ကျွန်တော်တို့ဒီကစားသမားဟောင်းတွေကပါဝေဖန်မှုတွေရှိတယ်သူ့အတွက်ဖီရတဲ့မြတ်တဲ့များလာတယ်လို့ကျွန်တော်ပြောလို့ရတာပေါ့ဗျာဆိုတော့ ဒါကဘဂျမိုဆစ်ကိုနဲ့ပတ်သက်ပြီးတော့တရားအခြေအနေပေါ့ဗျာအကစားသမားပြည်သူကနပယ်ဒီနာရမယ်ဆိုတော့ကေလို international break ပြီးပြီဆိုရင်ဘဂျမိုဆစ်ကိုကမပါဝင်နိုင်သေးဘူးဆိုရင်တော့ဂျူဆာစီစကီကတိုက်စင်းနေရကိုပါဝင်လာမှာပေါ့ဗျာအဲထက်ပြီးတော့ပေါ့ဗျာကျွန်တော်တို့ဒီပရီးမီးယားလိမ်မှာပေါ့ဗျာဂိုးပေါင်း260ချောက်စီထပါတယ် LOT တွင်းယူခဲ့ပြီးတော့ဆက်ရှိတင်ထားခဲ့တဲ့ကေဒဝေတိုက်စင်းမှုကျွန်တော်တို့အကုန်လုံးတည်ထားပြတာဖြစ်ပါတယ်အလန်ရှီယာတကယ့်ကိုဒီပရီးမီးယားလိမ်မှာ အလန်ရှီယာဆိုတာနဲ့ပြိုင်ဖက်ခံစစ်ကစားသမားတွေကကြောက်လောက်အောင် အချင်းဝကြီးခဲ့တဲ့ပလျာကြီးတယောက်ဖြစ်တယ်။ဥစစကုနဲ့ပတ်သက်ပြီးတော့သူကပြောတော်မူနေရှိပါတယ်။ဘာပြောတော်လဲဆိုရင်သူ့အနေနဲ့ပေါ့ဗျာစပါးနဲ့ပွေးစီမှာဂိုးကန်သိမ်းမှုအခွင့်အရေးနှစ်ချိန်သူရရှိခဲ့တယ်။ဒါကဂိုးအဖြစ်ပြောင်းလဲဖို့လုံလောက်မှုရှိခဲ့တယ်ပေါ့။သူ့ပဲမလို့အဲ့ဒီအခွင့်အရေးနှစ်ချိန်ကိုသူ့အနေနဲ့သုံးမချနိုင်ခဲ့ဘူး။ပရီးမီးယားလိမ်မှာပေါ့ဗျာကိုအားတဲ့တဲ့ပုံစံမျိုးနဲ့အချင်းယုံကန်သိမှုတွေကတော့အဲ့လောက်ထိအချင်းမရဘူးဆိုလိုချင်တာကပရီးမီးယားလိမ်ဒီပြိုင်ဆိုင်မှုပြင်းထန်တဲ့ကစားသမားတွေအားဆိုရင်မာမာထက်ထက်နဲ့တုတ်ပြင်းလေးရှိတဲ့အတွက် ်ဥမာကိုကဘေးချစ်တင်တဲ့ကစားတွေဆိုရင်ဘေးချစ်တင်တဲ့တပင်ကင်ထစ်ပလိုက်အခြေဆွေးမနေနဲ့တော်ပြောလေသူကပြောတာပေါ့ဗျာမီနီရှိစီကျော်လုံးမှာရာတဲ့အခွင့်အရေးကတကိ့ကိုကောင်းဝင်တဲ့အခွင့်အရေးပေါ့ဒါပေမဲ့လို့ပြည်မုံစစ်စကိုအနေနဲ့ဖြုံတင်မှုချိခဲ့တဲ့ဒါက impedance ဆိုးဝါးတဲ့အခြေအနေတခုဖြစ်ခဲ့တာပေါ့ဗျာအဲ့ဒီ goal ဆိုရင်ပြိုင်ဖက်ကစားသမားရောက်ရုံမြေရောလုံးဝအချင်းဆိုင်မတော်ပင်နဲ့ကန်တင်နေပေါ့ဗျာသူ့နေရာမှာတချို့တိုက်စီးမှုတွေရာဆိုရင်လေဒီခွင့်ရင်းကိုအသုံးချနိုင်နေမယ်ဆိုပြီးတော့အလန်ချီယာကပြောတာတယ်ဆိုတော့အလန်ချီယာပြောတာတွေကပေါ့ဗျာထောက်ပြမှုတွေရှိတယ် ဝေဖန်နေဆိုပေမဲ့လို့ဘေဂျမိုစစ်ကိုအတက်ကတော့ကောင်းကောင်းကြီးတင်ယူစရာစကားတွေနားထောင်စရာစကားတွေလို့ကျွန်တော်အနေနဲ့မြင်နေဘာဖြစ်လို့ဆိုရင်အာအလန်ရှီယာလို့မဟုတ်ပါဘူးအခုလက်ရှိအချိန်မှာဘေဂျမိုစစ်ကိုအနေနဲ့လုံးဝဝေဖန်ကြီးခံနေရတဲ့ပလေယာတယောက်ဖြစ်တယ်ကျွန်တော်ချီဗီဒီယိုတွေမှာလည်းပြောသလိုပါပဲမန်ချက်စတာအနေနဲ့အသင်းကိုရောက်ပြီဆိုတာနဲ့ဘေးကစားသမားမဆိုတခြားအသင်းကကစားသမားတွေနဲ့မတူဘူးယူနိုက်တက်အသင်းဟာဆိုရင်ဘောဗျာ မီဒီယာတွေဝေဖန်မှုတွေမီဒီယာတွေစောင့်ကြည့်မှုတွေပြည်သက်တွေဝေဖန်မှုတွေတခြားတခြားသောလူတွေရဲ့ဝေဖန်မှုပြီးလို့ချင်းစောင့်ကြည့်မှုခံနေရတဲ့အသေးအသေးဖြစ်တယ်။တရင်သာကောင်းကြီးပိုက်တွေမှာဆိုရင်လည်းမက်ရှယ်ဆောင်နေတဲ့အသေးတည်းဆိုရင်တကယ်ကိုမြမြကျွကျွဖြစ်တယ်။သူတို့တဲ့တည်းရေးရတာအင်မတန်ကောင်းတယ်။ဒီလိုပါပဲယူနိုက်တက်အသင်းကို ရောက်တဲ့ကစားသမားတွေကမင်းဝေဖန်ခံရတာကတော့မဆန်းဘူး။သို့ပေမဲ့လို့ဘယ်ဂျူမိုဆက်စကူအနေနဲ့လက်ရှိပရီးမီးယားလိမက်ရှယ်ဆောင်နေတဲ့အသင်းနဲ့ဆက်တဲ့ပွဲမှာ 6ပွဲတိပါဝင်ပြသက်မှုရှိရတယ်။သူကနကိုးသွင်းထားခဲ့တဲ့ channel နဲ့ကျွန်တော်30မိနစ်မှာတကိုးသွင်းတယ်ပြီးလို့ချင်းအဲ့ဒီမတိုင်ခင် break point နဲ့ပွဲစီမှာဆိုရင်26မိနစ်နဲ့ကျွန်တော်တကိုးသွင်းတယ် matches down နဲ့အတင်းအတွဲအဲ့ဒီ tight sit နေရာလုံးဝ immediate အရေးကြီးလာပါတယ်ဆိုတဲ့အနေအထားတစ်ခုအတွက်ဒီကစားသမားဖြစ်သူကိုတင်ကြည့်တဲ့အများကြီးပြေးပြီးတော့ခေါ်ယူခဲ့တာသူရဲ့ခြေစက်တွေကပေါ့ဗျာ premier league မှာဒီချက်မကပုံမြန်ဆယ်ပြီးတော့ပူတီးကြဖို့လိုတယ်ယာတဲ့အခွင့်အရေးကိုကိုယ်အဖြစ်အမေကယ်ဆုံးပြောင်းလဲနိုင်ဖို့လိုတယ် ကိုရီးယားကစားသမားတွေကပေါ့ဗျာအထောင်တိုက်စစ်ကစားသမားတွေကိုပင်ပို့တဲ့နေရာပင်ပို့တဲ့နေရာမှာအဲ့လောက်ထိလုံလုံးမမရှိပါဘူးဆိုမှတိုက်စစ်ကစားသမားတယောက်အနေနဲ့ချိန်ဆမှုတွေတိုင်းထော်မှုတွေကွင်သွင်းမှုတွေကိုအချိန်ဆွေးနေရင်တော့အဆင်မပြေဘူးဒါကောအလန်ရှီယာကထောက်ပြောက်ခဲ့တယ်ကျွန်တော်ပြည်သစ်တွေကလည်းပေါ့ဗျာဒီလိုပါပဲအရင်တုန်းကတိုက်စစ်မှုတွေရှိခဲ့တယ်တကယ်လည်းပဲအဲ့ဒီကစားသမားတွေကကိုယ့်အဖြစ်ပြောင်းလဲနိုင်စွမ်းရှိတယ်ချိန်ဆမှုတွေတိုင်းတော်မှုတွေဘာဖြစ်ဖြစ်အဲ့လိုမျိုးမနေဘဲနဲ့ရာတိအခွင့်အရေးကိုကျွန်တော် ဟိုကောက်စားတာပြပြောတယ်မလားကိုအဖြစ်ကိုပြောင်းလဲနိုင်တဲ့ကစားသမားတော်တော်များများရှိခဲ့တယ်ပလီယာတိုင်းကအခုကျွန်တော်အသင်းမှာရောက်ရှိနေတဲ့ကစားသမားဟုံးတွေရောလက်ရှိအသင်းကခေါ်ယူခဲ့တဲ့ကစားသမားတွေအားဆိုရင်ကိုအသင်းဘုံကိုအင်မတန်တုံဆိုင်နေတယ်ပေရှင်နဲ့ရိုက်ပေရှင်နဲ့ကန်ပလိုက်ညာရှင်နဲ့ရိုက်ကန်ညာရှင်နဲ့ကန်ပလိုက်ခေါင်းတန်းရိုက်ခေါင်းနဲ့ကန်ပလိုက်ဗျာဟုတ်တယ်မလားဒီလိုအနေနဲ့တခုမှဘယ်ကြမို့ချက်စကူကဝေပယ်ခံနေရတာကတော့မဆင်းဘူးလို့ကျွန်တော်ကတော့မြင်မိတယ်သူ့အနေနဲ့ ကိုရဖို့ကိုလည်းအမှန်ကန်အသုံးချဖို့လိုတယ်။အလင်းရှီယာကနောက်ထပ်ပြောရတဲ့ရှိတယ်ဒီကစားသမားဖြစ်သူဟာဆိုရင်ပေါ့ဗျာအဲ့ဒီမျိုးအပိုင်အခွေးနဲ့ကျင်ရခဲ့တဲ့ပုံစံမှာတော့ဒုတိယကိုကသူ့ကိုယ်သူကိုသိမလားဆိုတော့ဝေခွေးမရဖြစ်နေတယ်ဆိုပြီးတော့လည်းပြောထားခဲ့တယ်။ဆိုတော့ဘေဂျမွန်စစ်ကိုကလက်ချီမှာပေါ့ဗျာအရက်ကလည်းခြေတဲ့အထောင်တက်စစ်မှာတကယ်ကိုအားကိုးနိုင်လောက်တဲ့ပလေယာတယောက်လို့ကျွန်တော်ယူဆထားစေဖြစ်တယ်။သို့တော်ညာလဲသူ့အနေနဲ့နောက်ပိုင်းပွေးစီတွေမှာပွေးတော့ခွင့်အမေကန်ရဖို့ဆိုရင် ဒီမှာကသူရဲ့ဒီ quality တဲ့သူရဲ့ certificate mentality ပိုင်းဆိုင်ရတဲ့အကုန်လုံးပြောင်းလဲနိုင်ဖို့ကိုအရေးကြီးတယ် premier league ဆိုတာကပေါ့ဗျာတကိကိုပြိုင်ဆိုင်မှုအင်မတန်ပြည့်တယ်တယ်ကစားသမားတယောက်ချင်းတိုင်းကခရီးချက်တွေပြင်ပြပြီးတော့ဂိုးရချင်းမှုနဲ့ဆန်တာတွေပြင်ပြမှာကိုအဆင်ပြေမှာဒါကြောင့်အော်အလန်ချီယာပြောသလိုပါပဲမန်ချက်စတာယူနိုက်တက်အသင်းရဲ့အထောင်တက်စစ်ကစားသမားဘယ်ဂျမွန်ဆက်စကိုကနောက်ပိုင်းပွဲစီတွေမှာတကယ်လို့ဂိုးအဖြစ်ပြောင်းလဲနိုင်ဖို့ဆိုရင်ချိန်ဆမှုတွေတိုက်တော်မှုတွေ အဲ့လိုမျိုးတွေမပြုလို့ပဲနဲ့ယာတိခွေးကိုမြင်မြင်ဆက်ဆက်အသုံးချဖို့ပုံစံကကျွန်တော်ရှိနေတယ်ဆိုတော့ဒါကပေါ့ဗျာဘေဂျမိုဆူဇူကိုနဲ့ပတ်သက်ပြီးတော့တကိကိုဒီဝေဖယ်ခံနေရတဲ့အနေအထားတစ်ခုပေါ့အလန်ချီယာကလည်းထောက်ပြခဲ့တယ်ကျွန်တော်ဒီအလန်ချီယာထောက်ပြခဲ့တဲ့ပုံစံတွေကတကိကိုလက်ခံနိုင်စရာကောင်းတယ်ကိုရီးယားအသင်းကစားသမားတွေကပေါ့ဗျာ အတချို့ဆိုရင်ပြင်းပြင်းရင်းနဲ့မြင့်စဉ်းစားကြည့်ပါလားကယ်ရချ်ဘိုတို့ဂါနာရှိုတို့ပြီးလို့ချင်းအက်တိုနီဆန်တိုတို့ဂျေဒယ်ဆန်ဂျိုတို့ဒီကစားသမားတွေအရဆိုရင်ဘောလုံးကစားပြီဆိုရင်အသင်းနဲ့အင်ဝင်ကြာမဖြစ်တာတကယ်တော့ပြီးလို့ချင်းအသင်းကိုပွေထွက်လာပြီဆိုရင်ကစားရှင်တူတူလို့မကစားရှင်တူတူလို့အဲ့လိုမျိုးဖြစ်နေတဲ့အတွက်လက်ရှိအသင်းမှာရှိနေတဲ့ပလေယာတိုင်းကမြင့်ပွေထွက်ခွင့်နေရာရဖို့ဆိုရင်တော့သူတို့ရဲ့ခြေစဉ် quality တွေဟုတ်တယ်မလားသူတို့ရဲ့ဆုံးပြချက်တွေမှန်ကယ်ဖို့ကတော့အရေးကြီးတယ်ဒါမှပဲ သူတို့ကပွေတော်ခွင့်တွေရပြီးတော့ပိတ်တဲ့တွေဝေဖန်မှုကိုတုတ်ပြဲတဲ့အနေနဲ့အာဒီလိုမျိုးလုပ်ပြရမှာဒါကကိုတင်ရဲ့ကစားသမားတိုင်းလိုက်နာရမယ့်အခြေအနေတခုပေါ့ဗျာဆုရစာသမားတွေဒါကကန်နဝင်တိုက်စစ်ကစားသမားဖြစ်တဲ့အလန်ရှီယာပေါ့ဗျာဒီကစားသမားဖြစ်သူကဆိုရင်ပေါ့ဗျာမက်ရှယ်ဆောင်နေတဲ့အတင်းရဲ့ဒီဘက်ဂျမိုဆစ်စကိုကိုဝေဖန်မှုတွေထောက်ပြမှုတွေရှိခဲ့တယ်ဘက်ဂျမိုဆစ်စကိုအနေနဲ့ဂျန်နီရှင်နေပြိုင်ပွေးစီနေပြီးပြီဆိုရင်တော့ ဲ့ဒီတန်ရာကချင်းနေကောင်းတယ်ပါမလားဒူးတန်ရာဆိုတော့နင်းနေစိုးရင်စရာဖြစ်တယ်တိုးတော်ညာလဲအမ်မူရယ်ကတော့အဲ့လောက်ထိစိုးရင်စရာမရှိဘူးနှစ်ပတ်လောက်နားလို့ရှိရင်ကောင်းမယ်လို့သူကတော့ပြောဆိုမှုတွေရှိတယ်တကယ်လို့မပါဝင်မှုဆိုရင်ပေါ့ဗျာဒုတိယပိုင်းအနေနဲ့တခုမှမဒီကစားသမားဖြစ်သူကိုထစ်သွင်းမယ်ဆိုရင်ဂျူဆွာဂျီစကီကနေရာရလာမှာဂျူဆွာဂျီစကီနေရာရလာပြီဆိုရင်ဘင်ဂျမိုဆစ်ကိုလိုတုံဆိုင်မနေတော့ဘဲနဲ့ယာတိအခွင့်အရေးကိုစက်ကပိုင်းလိုမီနီပိုင်းလိုမှာကျွန်တော်တို့ဒီအပိုင်ချိန်စမနေတော့ဘဲနဲ့တုံးချဖို့လိုတယ် ကိုရီမားအဲ့လိုမျိုးတိတ်မြန်းမြန်းဆဆရှိဘူး။ယာတိအခွင့်ကိုလုံးဝအသုံးရှမ်းနိုင်တော့ပိုကောင်းတာပေါ့ဗျာ။ကစားသမားတွေရောအတင်းတွေရောကောင်းတယ်။ဆိုတော့ညင်ကတို့အနေနဲ့အလဲချီယဝေဖန်ခဲ့တာနဲ့ပတ်သက်ပြီးတော့ဘလို့ထင်မြက်ရှိလဲ။ညင်ကတို့အနေနဲ့ကရောဗင်ဂျမိုဆက်စကိုဘာတွေလိုအဲ့နေလဲ။ဘလို့တွေပြောင်းလဲမှုလုပ်ရမလဲ။လေရှိရပြုတ်လို့ပါပဲတိုက်စီမှာဥဆောင်လာပြီဆိုရင်ယာရီရဲ့ခွင်းကိုချိန်ဆမနေတော့ဘင်းနဲ့ကိုသိမှုနဲ့အမေရိကန်ဆုံးဟိုကျွန်တော်တို့ဒီမြန်မြန်စီစဉ်လုံနိုင်ဖို့လိုအပ်သလားဆိုတာဆွေးနွေးပေးကြပါအောင် ကိုသင်ကပေါ့ဗျာငယ်တကာအင်တာနက်ရှင်ပြည်ပွေးစီနေပြီးပြီဆိုရင်တော့ဘလိုပုံစံနဲ့ထည့်ပြီးတော့ကစားမလဲဆိုတာကိုစောင့်ကြည့်ရမယ်အမ်မရယ်အတွက်ရေးရှိမှုတွေဘယ်လောက်ထိရှိနိုင်မလဲအမ်မရယ်ရဲ့နေစင်းနေပိုင်းနဲ့နိုင်ငံတကာပွေးစီပြီးပြီဆိုရင်ကောင်းမွေတဲ့အခွင့်အရေးတွေရလာမလဲဆိုတာကျွန်တော်စောင့်ကြည့်ရမယ်ပြီးခဲ့တဲ့နိုင်ငံတကာပွေးစီမှာဆိုရင်လည်းပဲကျွန်တော်၃ပွေးလောက်တီးအနိုင်ပြခဲ့တဲ့ဆန်နယ်လေးကိုကျွန်တော်တူးစင်းနေနိုင်တယ်လီဗာပူးကိုတူးဝင်နေနိုင်တယ်ပြီးလို့ချင်း Brighton ကိုကိုရေး Ultra မှာ4-2နဲ့နိုင်နေဆိုတော့ အဲ့လိုမျိုးအနေအထားတစ်ခုပြန်ပြီးတော့နိုင်ငံတကာပွေးစဉ်ပြည်ပြည်ဆိုတာနဲ့ခွင်းတဲ့ကောင်းဝင်တဲ့ပုံစံတွေရလာမလားဆိုတာအာကြည့်ရမှာပါဗျာဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်း United အသင်းနဲ့ပတ်သက်တဲ့သတင်းတွေရထုတ်လို့ရှိလေကြိုးစားပြီးတော့ကျွန်တော်အနေနဲ့တင်ဆက်ပေးဖို့ရှိတဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုအားပေးစောင့်မျှော်ကြည့်ကြပါအောင်အားလုံးပဲကျေးဇူးများကြပါတယ်အားလုံးပဲ okay ပါ